အာကျွန်တော်အခုဒီ Easy Love ဆိုတဲ့ album လေးလဲထွက်ထားတာတသိမ့်မကြပါဘူးเนาะဆိုတော့ album လိုက်ထွက်ထားတာပေါ့เนาะအဓိကသချင်းထက် album လိုက်ထွက်ထားတာဒီ album ရဲ့ခေါင်းစဉ်နာမည်လေးကလည်းကျွန်တော် Easy Love လို့ကျွန်တော်ခွင့်ရပေးတာပါ Yeah yeah hey yeah hey yeah ပြဒီတချင်းက3မိနစ်စာ2မိနစ်စာ လောက်ပဲရှိရဲနားထောင်ရတာဒါပေမဲ့ဒီ2မိနစ်စာ3မိနစ်စာကိုတော်တော်ကိုလောက်ရတာပြည့်တယ်လေတချို့သူတွေကတည်ယူတည်မှာပါတချို့သူတွေကလည်းမတည်ယူသူရှိရပါဘာနားထောင်လိုက်ရလက္ခဏာလေးဒါပေမဲ့ကျွန်တော်တို့ဒီ9နှစ်အတားမှာကျွန်တော်မကြိုက်တိတ်မကြိုက်ပြီးပြန်ပြီးတော့ mixing နေပြန်ဆွဲရတယ်တိတ်မကြိုက်ဒီဘက်နဲ့ကျွန်တော်တို့ပြန်ပြီးလောက်ရတယ် recording လောက်ရတယ်ဟာအများကြီးရှိရပါတော့ဆိုတော့အချိန်ရောလူရောငွေရောအကုန်ချင်းရတယ်ပါတော့ဆိုတော့အာ အရင်အရင်ဟိုအခုဒါပြစ်သက်ဒီစီကိုပြန်ပြီးရော feedback တွေလည်းပြန်ချရကျွန်တော်အရင်လည်းဝမ်းသာပါတယ်လို့ဟုတ်ကဲ့ပါဆိုကျွန်တော်ကတော့ဗာလို့တချင်း7လုံးကိုတော့အားလုံးနားလည်ပြန်ပါတယ်ဘာလို့ဆိုတော့ဒီတပုတ်တင်းမှာပါတဲ့တချင်းတိုင်းမှာကျွန်တော်အကုန်လုံးအားစိတ် အားစိုက်ပြီးအားစိုက်ထားတယ်အသင်စိုက်ထားတယ်အကုန်လုံးပေါ့နော်ကျွန်တော် energy အကုန်စိုက်ပြီးပိတ်သက်တွေကိုကျွန်တော်ဟိုကြိုက်စီခြင်းနဲ့နားထောင်စီခြင်းနဲ့အာကျွန်တော်စိတ်လေးနဲ့ကျွန်တော် အကုန်လုံးတွေချပြစီခြင်းတာပေါ့နော်ဆိုတော့7ပုံလုံးတော့ကြိုက်ကြိုက်စီခြင်းပါတယ်ပေါ့ဟုတ်ဒီနေ့ကကျွန်တော်တို့ဒီနောက်ထပ်ကျွန်တော်ရဲ့ဇလန်အတွက်အစ်စ်လေးရေကတော့ကတော့ပြပါပေါ့နော်ဒီတောင်းတအပ်သောတစ္ဆာဆိုရယ်ဒီဇလန်လေးဟိုရာကူရမှာပေါ့နော်ဆိုတော့အားလေးကတော့ပြပါလေးဖြစ်ပါတယ်အာကျွန်တော်ကရီတာဒီရဲ့မှာတော်တော်တနာဖို့ကောင်းပါပေါ့နော်ဆိုတော့ တော်တော်အများကြီးတော့ပြောလို့မရဘူးပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဒီဇက်ကောင်ကတော့အရင်အထက်အလိုအလုပ်တွေအထက်ဒီကားထဲမှာတော်တော်တနာဖို့ကောင်းမဲ့ကာရီတာလေးကိုကျွန်တော်အများဆုံးစူးစမ်းမှာပေါ့နော်တနာအောင်လုပ်မှာပေါ့ဒီကဟိုပါပေါ့နော်မြစ်တာတရားဆိုတော့ကျွန်တော်တို့ဒီအရေးကြီးဆုံးအချက်ကကျွန်တော်ဒီမိဘမိဘရဲ့မြစ်တာတရားဟိုကျွန်တော်လိုအပ်နေရဲ့ ဒါလေးတရားပေါ့နော်ပြောရင်ပြောနေအကုန်ပေါ်ကုန်ပေါ်ကုန်ပဲမပြောပါနဲ့တော့မလည်းမမေးပါနဲ့တော့ဒီရတဆုံးမတင်ပါနဲ့ဒီအချစ်ကောဒီမေတ္တာကောဒီခုနပြောတဲ့မိဘအဓိကတော့မိဘပေါ့နော်ကျွန်တော်ကရီတာပေါ့နော်ဆိုတော့မိဘမေတ္တာတရားပေါ့နော်ဆိုတော့ရတဆုံးမတင်ပါနဲ့ဒီတော်တော်လေးလောင်မယ်ပုံမှန်ကလောင်တဲ့ဟာတွေကအချစ်တွေပေါ့နော်အချစ်သုံးပွင့်ဆိုင်ဘာညာအဲ့လိုမျိုးပေါ့နော်ဒါကသုံးပွင့်ဆိုင်ဒီဘာညာတော့မဟုတ်ဘူးဒါအချစ်တွေလည်းပါမယ်ဒီဒီပြမိသားစုရဲ့အတွင်းကြီးကိစ္စတွေလည်းပါမယ်ပြီးတော့ဒီမေတ္တာတရားလိုအပ်တဲ့ လူငယ်လေးအတွက်လည်းပါမယ်ပေါ့နော်ဆိုတော့အင်းပါနော်ကျွန်တော်မလုပ်ဖူးတဲ့ character တမျိုးကျွန်တော်ဇက်ကောင်တစ်ခုလောက်ရအောင်ပါပေါ့နော်ဆိုတော့ပုံမှန်ကလည်းကျွန်တော်ကလူမျိုးဘယ်လိုပြောမလဲဒီ character မထက်အောင် character မတူအောင်အဲ့ဒီမတူအောင်တော့ကျွန်တော်အများကြီးစူးစမ်းပါပေါ့နော်ဒါကတော့အမတို့မမေးခင်မှာကျွန်တော်ဖြည့်လိုက်တဲ့မေးခွန်းပေါ့နော်ဆိုတော့ပြင်ဆင်မှုကဘာလဲဆိုတော့အဲ့ဒါပါပဲအဲ့မဆုံးဘူးဗျဒါပရမအောင်ဆုံးဒီကိုထက်ကြီးကိုထရိုက်တာကိုထက်ကြီးနဲ့ကျွန်တော်လက်တွဲအတူလှုပ်လှုပ်မှာပေါ့နော်ဆိုတော့ဟုတ်ကဲ့ရန်ဝန်သာပါတယ် ဟုတ်တယ်များတယ်တော်တော်များတယ်အပြောရပါဘောနော်ဟိုလူစုံတက်ဆုံဘောနော်လူစုံတက်ဆုံပြီးတော့အာကျွန်တော်တချို့ actor တွေကြာကျွန်တော်လက်တွဲမလုပ်ဘူးတဲ့သူတွေလည်းပါတယ်အဲတချို့ actor တွေကြာလည်းကျွန်တော်ဟိုအရင်တော့ကအလုပ်တွဲလုပ်ပြီးတော့ chemistry မရတဲ့သူတွေလည်းပါတယ်ဘောနော်ဆိုတော့ရမ်းဝမ်းတာပါတယ်ဘာဖြစ်ဟိုတငယ်ချင်းတစ်တည်းရတာပေါ့အာဝမ်းတာပါတယ်တာဝန်လည်းရှိပါတယ်အာတာဝန်ကြီးရဆိုတာကဘာလဲဆိုတော့ကျွန်တော် ကျွန်တော်ကဟိုဘက်လည်းမရောလို့ရောလို့လည်းမရဘူးလေ process ပတ်သက်တွေကကျွန်တော်ကိုဒီတခြင်းနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတီးခဲ့ကြတော့ဆိုတော့ဟိုဘက်ကိုလည်းကျွန်တော်အရန်ဟိုပြုတ်သွားလို့မရတဲ့ကြောင့်ကျွန်တော်အရန်ဘယ်လိုပြောမလဲ balance နှစ်ခုကိုတခြားလေးဟိုလိုစူးစမ်းနေရဆိုတော့နည်းနည်းတော့နှစ်ဆတော့ပြင်မနေတာပါတော့ဟုတ်ကဲ့ဒီတိုင်းမစူးစမ်းတော့ဘူးဘယ်လိုပြောပြရမလဲဒီတိုင်းကိုတေဘယ်ဂျင်းနဲ့ကလည်းငကိုရေကခင်ခင်တယ်လေခင်တယ်ဆိုတော့တီးလဲတီးတယ် it's uh ကျွန်တော်ကဒီ easy love ဆိုတဲ့ album လေးလဲထွက်ထားတာတသိမ့်မကြပြီဘောနော်ဆို album လိုက်ထွက်ထားတာဘောနော်အဓိကသချင်းထက် album လိုက်ထွက်ထားတာဒီ album ရဲ့ခေါင်းစဉ်နာမည်လေးကလည်းကျွန်တော် easy love ကိုကျွန်တော်ကိုယ်နဲ့ပေးထားတာပါဘာလို့လဲဆိုတော့ကျွန်တော်တချင်းလေးကျွန်တော်ရဲ့တချင်းလေးအားလုံးပြည့်တဲ့နားဆင်တဲ့လူအားလုံးကျွန်တော်ချစ်ချင်းပြတာလွယ်ကူရပါစေပြီးတော့ easy love ဆိုပြီးထားတာပါပြီးတော့ကိုယ်တိုင်ပဲချင်းနေရလဲ ငွေရခင်မင်ခင်နဲ့ခင်နဲ့ဆိုတော့အခုဒါလေးလောက်ကြမလားဆိုတော့အများကြီးတော့ပြောဆောင်လို့ပါအောင်ဆိုတော့အဲ့လိုမျိုးလေးပဲပြောရင်းနဲ့ဒီရှင်းလေးတွေပေါင်းဆက်ပြီးလုပ်ပြပါတော့ဟုတ်ဒီမှာတော့ဟိုဘက်ကအလုံးတစ်ခုကြာသွားတော့ဆိုတော့ကျွန်တော် album ထွက်လာ9နှစ်ရှိပြီလေ ငါးနှစ်ကျော်ပြီဆိုတော့ဒီငါးနှစ်အာငါးနှစ်ပြီးရဲ့အချိန်မှာကျွန်တော်ဒီအပိသက်တွေဒုတိယအပန်းနဲ့ခြားပြရတဲ့အချိန်မှာပိသက်တွေလည်းဟိုကြိုက်ကြရတယ်ဗောနော်ဆိုတော့အရင်ဝမ်းတာပါခုနေပြောပြသည်တခြင်းက3မိနစ်စာ1မိနစ်စာလောက်ပဲရှိရနားထောင်ရတာဒါပေမဲ့ဒီ1မိနစ်စာ3မိနစ်စာကိုတော်တော်ကို လောက်ရတာပြည့်တဲ့တွေလေတချို့သူတွေတည်ရတည်မှာပါတချို့သူတွေလည်းမတည်ရသူရှိရပါနားထောင်လိုက်ရလက္ခဏာလေးဒါပေမဲ့ကျွန်တော်တို့ဒီ9နှစ်အတားမှာကျွန်တော်တို့မကြိုက်တိတ်မကြိုက်ပြီးပြန်ပြီးတော့ mixing တွေပြန်ဆွဲရတယ်တိတ်မကြိုက်ဒီဘက်နဲ့ကျွန်တော်တို့ပြန်ပြီးလုပ်ရတယ် recording လုပ်ရတယ်ဟာအများကြီးရှိရပါတော့ဆိုတော့အချိန်ရောလူရောငွေရောအကုန်ကြီးရတယ်ပါတော့ဆိုတော့အာအရန်အရန်ဟိုအခုဒါပြည့်တဲ့တွေစီကိုပြန်ပြီးတော့ feedback တွေလည်းပြန်ချရကျွန်တော်အရင်လည်းဝမ်းသာပါတယ်တို့ဟုတ်ကဲ့ပါဆိုကျွန်တော်ကတော့ဘာလို့တချင်းစေပုံလုံးကတော့အားလုံးနားလည်ပြီးရှင်ပါတယ်ဘာလို့ဆိုတော့ဒီတပုတ်တင်းမှာပါတဲ့တချင်းတိုင်းမှာကျွန်တော်အကုန်လုံးအားစိုက်အားစိုက်ပြီးအားစိုက်ထားတယ်အသင်စိုက်ထားတယ်အကုန်လုံးပေါ့နော်ကျွန်တော် energy အကုန်စိုက်ပြီးပိတ်သက်တွေကိုကျွန်တော်ဟိုကြိုက်စီခြင်းနဲ့နားထောင်စီခြင်းနဲ့အာကျွန်တော်စိတ်လေးနဲ့ကျွန်တော်အကုန်လုံးတွေချပြစီခြင်းတာပေါ့နော်ဆိုတော့စေပုံလုံးတော့ကြိုက်ကြိုက်စီခြင်းပါတယ်ပေါ့အဓိကအဓိကကတော့မတူအောင်ပေါ့နော်မတူအောင်တော့ဆိုတော့ကျွန်တော်အခု ီအစိုးပိုင်းရောခုနတရုတ်ဆောင်ပိုင်းရောဒီနောက်တစ်ခါနဲ့နောက်တစ်ခါလည်းမတူအောင်အိုက်တင်နေမထက်အောင်ဒီတချင်းဆိုတဲ့အချိန်မှာလည်းဒီတချင်းနဲ့ဟိုနောက်တချင်းနဲ့ပြည်သက်တွေမတူအားတဲ့ဆိုင်ပြည်သက်တွေပို့ပြီးကြိုက်အောင်ပြည်သက်တွေပြီးပို့ပြီးတော့နားဆင်အောင်အဓိကအဲ့ဒါအဲ့လိုမျိုးပါပဲဘယ်လိုမျိုးလို့ကြိုးကြိုးတော့ကြိုးစားရပါဘူးတချင်းနဲ့အပြေရဖို့ရှိပါတယ်လို့အဲ့ဒါလေးပြောဖို့မိတော့မှာဆိုလို့ပေါ့နော်အဲလက်တင်ချင်းကလည်းကျွန်တော်ကိုနေထုံးနဲ့အစတွေကမီတင်ကျွန်တော်စတွေ့ရပါတော့နော်တချင်းတို့လုံးမယ်ဆိုရဲ့အချိန်မှာ ကျွန်တော်အဲ့လိုဟိုအချစ်ကြောင်းနေပါလေလို့အသေးခွဲရပါမလုပ်ချင်ဘူးလို့အဲ့လိုမျိုးတချင်နည်းနည်းလေးစမ်းသွားအောင်လို့လဲတဲ့လုံမလားလို့ဆိုရင်လဲနေပါလေလဲနေလုံမလားဆိုတော့အဲ့လိုလဲတဲ့တချင်အချောင်းလေးရေးရင်ကောင်းမလားအဲ့လိုအဲ့လိုပဲပေါ့ဒီတိုင်းပဲတိုင်မင်းနဲ့ဟိုရေးပြသွားတာ တ်တရားမတ်တရားတော့မရှိဘူးကိုယ်လဲတင်းလဲကျွန်တော်ခဏဘယ်လိုပြောမလဲပွဲသွားဆိုတာပဲရှိရလဲတင်းတော့ပုံမှန်တော့မရောက်ဖြစ်ဘူးဒါပေမဲ့ MVI ပို့လို့ရှိရအဲအကြိုင်တော့ကျွန်တော်လဲတင်းကနည်းနည်းလေးပတ်ဘယ်လဲလုပ်ပြီလားဆိုဘယ်လိုလုပ်ပြီလဲဆိုတော့အဲ့လိုမျိုးဟိုအာဒီကမရော့သွားအောင်ပေါ့နော်အခုဆိုလဲကျွန်တော် sorry အခုဆိုလဲကျွန်တော်ဇလန်တွဲဝင်နေချိန်မှာဆိုရင်ဟိုဘက်တစ်ချင်းလုပ်ဖို့ကတအားအချိန်ပေးရတယ်ဆိုတော့အဲ့အချိန်က တော်တိတ်မရှိဘူးဖြစ်နေတာပေါ့နော်ဆိုတော့အဲ့လိုမျိုးမနက်ပိုင်းအဲ့လိုမျိုးမနက်ပိုင်း6 6 6ကနေ6နာရီဇလုံးနဲ့ရိုက်နေဆိုရင်အဲ့6နာရီကနေပြီးတော့နောက်7နာရီနောက်မိုးလင်းသွားအကြီးကကျွန်တော်တချင်းပိုင်းဆိုတော့ပင်ငစပူပင်ပင်မဲနာပါနော်ဆိုတော့ဒါမဲ့လည်းအဲ့ဘက်မလျော့တောင်းလို့အချိန်ကိုကိုကိုအချိန်ဟိုနည်းနည်းလေး schedule လေးဆွဲရမှာတခါမှမဆွဲဘူးကောင်အဲ့လို schedule လေးကိုကိုတော်တော်လေးဆွဲဆွဲပြီးတော့ဘလို့ဒီကနေဒီချိန်ဘလို့လုံးရင်ဒီချိန်နေဂျင်ဂျင်ဆော့မယ်ဒီချိန်နေဂျင်ချင်းလုံးမယ်အဲ့လိုမျိုးတော့လုတ်လုတ်ရတော့ပေါ့အဓိကတော့အချိန်နဲ့ schedule ပါပဲ ချိန်ပေးရတာပေါ့နော်မိပါနဲ့ပြောပြအောင်မမေးပြအောင်မေးတယ်တတူကကျွန်တော်ဆော့တာမဟုတ်ဘူးကျွန်တော်မေးဆော့တာပြတဲ့ခါကျရင်သူကြီးတာလဲကျွန်တော်လည်းမသိဘူးဒီဘောကိုအရှိရနေပြတယ်မှာကိုကလာလာမနေနောက်ကနေသူချောင်းရိုက်တာတင်မှာဘာဒါမဲ့ ဒီမှာပြောလို့လည်းမရအောင်ဆိုတော့လည်းမပြောတော့ပါဘူးဒီမှာဖြစ်နေတာဖြစ်ပါတော့အမေစိတ်ချမ်းသာပြီးရောဆိုပြီးစိတ်နဲ့လည်းရိုက်ရိုက်ပါတော့တချို့ဟာတွေကမတမဲတချို့ဟာတွေကကျွန်တော်လည်းမျိုးအတူတူဆွဲတာရှိပါတယ်ဟုတ်ကဲ့ဒီ driver code ကြည့်ရရခုမယ်ဒီ Tonda Advertiser ဒီ MRD4 cylinder လေးပေါ့နော်ဆိုတော့အာအားလုံးပဲ ဆိုင်နေတဲ့မှာမျောနေပါတယ်ကျွန်တော်တို့လည်းဒါလေးမကြခင်မှာရိုက်တော်မယ်ဆိုတော့ကျွန်တော်အားလုံးပြတ်တက်ပြီးအရင်ချပြချင်နေပါပြီဆိုတော့အားလုံးပဲအားပေးကြပါဦးခင်ဗျာကျေးဇူးများတင်ပါခင်ဗျာ